။အားလုံးပဲမင်္ဂလာရှိတော်ညချမ်းလေးပါခင်ဗျာ။ပရလောကဂမ်ဘီယာဇလံကောင်းလေးများပျော်ပြတင်ဆက်ပေးဖို့အချိန်ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ညမှာတော့စာရေးဆရာထမန်တောင်ဦးရေးသားထားသောအိစာတရားမောင်ပုံနှင့်တပွဲလို့ရှင်နွားတခုများဆိုတဲ့ဇလံလေးအစအဆုံးကိုပြောပြလို့တင်ဆက်ပေးတော်မှာပဲဖြစ်ပါရယ်ခင်ဗျာအားလုံးပဲ နားချင်ခန်းစားပေးကြပါဦးခင်ဗျာဘုံဘုံကကျုပ်တို့တရတော်ရွာကသူ့ဝင်ကပိုင်တဲ့နွားရီကိုကြောင်းတဲ့နွားချောင်းသားတယောက်ချက်ကမပြည့်ဘူးစကားပြောရင်အမြဲလိုတက်ထစ်ထစ်နဲ့ဒါပေမဲ့တချင်းဆိုရင်တော့ဖြောင်တန်းနေတတ်တာအသက်အားဖြစ်တော့25ဝန်းကျင်ပေါ်လူကောင်ကတော့ခញ្ញညံ့ခက်တင်းတင်းရဲ့ဘုံဘုံနဲ့ပတ်သက်ပြီးတော့ရွာထဲမှာပြောနေကြတဲ့စကားတည်းရဲ့လဲရှိတယ်ဘုံဘုံကအဆောက်အအုံကြီးရဲတဲ့ ီးတော့အိဆာတရားလိုရင်းလဲပြည့်တယ်တဲ့ဗျာဒါပေမဲ့သူ့ရဲ့အိဆာတရားဆိုတာက မတော်မတရားကိစ္စတွေကိုတောက်ဆလို့တော့မရဘူးလို့သိရတယ်ဒီចောင်းတွေစီကဖြစ်ပျက်တခုကိုနည်းနည်းလေးဖောက်တယ်ပြန်ချခြင်းနဲ့မောင်ပုံ၁၀နှစ်သားရွယ်လောက်မှာမောင်ပုံအဖေကတညာလုံးအမိုးဖောက်ရာကမနေ့အစိုးကြီးဝီလီဝင်လေးမှရုတ်တရက်ကြီးထားလို့တတ်တာလေးတယ်ဒီအတွက်ဒေါ်ထွေးကြီးကတညာလုံးပြုစုပေးနေရတာမှုမနေ့လင်းချိန်မှာထမင်းဟင်းမချအားသေးဘူး အေးပြမှုကြောင့်အရာတွေမှာခဏလှပြီးမင်းနေမိတယ်။ညာတုံးကလည်းထမင်းကျန်ကမကြံလေတော့ဦးထဲမှာဘာထမင်းမှကိုရှိမနေခဲ့ဘူးရဲ့။အဲ့ဒီအချိန်မောင်ပုံကရွာဦးကျောင်းမှာညာတုံးကတွားရရာကနေဘိုက်ဆောင်ဆောင်နဲ့ပြန်လာတယ်။ညာကသူ့ဖေဖြစ်ပျက်ကိုသူမသိဘူး။စိတ်ကတာမန်မဟုတ်တဲ့သူဆိုတော့မောင်ပုံဟာသူ့ဖေကျမ်းမကြီးအကြောင်းကိုစစ်စစ်ပေါက်ပေါက်လည်းမတွေးနိုင်ဘူး။သူ့ဘိုက်ဆာလာတာကိုပဲသူသိခဲ့တယ်လေ။အမေကျုပ်ဘိုက်ဆာလို့ဟိုးမောင်ပုံ ဒီမဲမင်းဖေကတညာလုံးကျဲမကြီးမကောင်းဘူးအမိုးဖောက်နေလို့မနဲ့လင်းမတက်တာလာတယ်အမေလည်းပင်မလုံးလာမှုခဏပြန်မင်းနေတာနဲ့ထမင်းဘာမှမချက်ရသေးဘူးရဲ့အိုးအမေကလေထမင်းတွေရှိရတာနဲ့ကြုတ်ကိုညာနေပြန်ပြီကြုတ်အနဲ့ရနေတယ်ဗျအိုးဗျာအမေပင်မဲနေဆိုလေနေတော့ကြုတ်ပါတာပဲတွားခုစားလိုက်မယ်မုံပုံကပျော်ပျော်ဆူဆူကိုမီးဖို့လေစီဝင်သွားတယ်အကြီးလေးကလည်းတားဖြစ်သူအိုးခွန်ကိုတွေ့ရင်ပြန်ထွက်လာမယ်ပဲအလွယ်တွေးထားလိုက်တယ် တောင်းလောက်ကြတော့မောင်ပုံအင်ပေါ်ကိုပြန်တက်လာတယ်။ခမင်းမရှိဘူးဆိုတာကိုသိပြီးပြန်တက်လာမယ်ဆိုတာတင်းနေပြီးသားမှုမေးဆက်နေတဲ့အကြီးလေးမျက်စိတောင်ဖွင့်ကြည့်မိဘူး။မေပင်မန်းနေလို့ကြောက်ဝင်ကြတယ်ဆိုတာကြောက်တည်တာပဲ။ဒီမဲ့ခမင်းနေဟင်းလေ။မောင်ပုံစကားကြောက်အကြီးလေးမျက်လုံးဖွင့်ကြည့်လိုက်မိတယ်။မောင်ပုံပကံထဲမှာခမင်းတွေဟင်းတွေအပြည့်အငွေတထောင်တောင်ထနေသေးတယ်။အမေရောက်ဆောင်မလား။ရော့။မောင်ပုံကထမင်းတလုတ်ကိုတော့ထိုးခွန်လာသေးတယ်လေ အကြီးလေးကမောင်ပုံတခြားအိမ်များဝင်ပြီးခုခတ်သလားဆိုပြီးတွေးမိပြီးမျက်လုံးတွေတောင်ပြူးကျက်သွားပြီးလှဲနေရကထားလိုက်ရတယ်။တာဒါရွေဘိန်ကနေဝင်ခုလာတာလေ။ဟင်းမိဖို့တွေကလေအိုးထဲမှာထမင်းတွေဟင်းတွေအပြည့်ကိုအမေကကြုတ်ကိုလာညာနေသေးတယ်။မောင်ပုံကလှမ်းခုနေတဲ့ထမင်းလောက်ကိုပြန်ရုပ်သိမ်းပြီးသူ့ပါဇက်တဲကိုသူပြန်ခုန်လို့ပလုံပလောင်းနဲ့ပြောလာတယ်။ဒါနဲ့အကြီးလေးလည်းမတင်ကားဖြစ်ပြီးထမင်းမဲ့ကြမ်းလိုက်ပေမဲ့ မောင်ပုံကူမေးလို့ရေရာရာဘာမှသိရမှာမဟုတ်တာကြောင့်ထာပြီးမိဖို့တွေကိုမဝင်မိသေးပဲအင်းရှိကိုထွက်ကနဘေးအိမ်က ဖိုတင်တို့အိမ်ကိုမောင်ပုံထမင်းတွေလာယူသေးသလားလို့မေးမိတယ်။ဖိုတင်တို့ကမယူဘူးဆိုတော့နောက်တဲ့အိမ်ကိုမေးပြန်တယ်။အကြီးလေးလေ၃၄ငါးအိမ်မေးပြီးတော့မယူဘူးဆိုတာတေချာသွားတဲ့အတွက်အိမ်ကိုပြန်လာပြီးမိဖို့တွေကိုဝင်ကြည့်လိုက်တယ်။အိုးဖះဖះအကြီးလေးအလုံးမင်းအားသင့်ပြီးဖះတော်တားလိုက်မိရတယ်။ မင်းဦးနဲ့ဟင်းဦးတွေမှာသမင်းတွေဟင်းတွေရှိနေတယ်။စံကိုတေချာကြည့်တော့သူ့အိမ်ကစံဖုတ်ဘူး။ဟင်းကလည်းပိန်းနေသေးတဲ့အရွယ်တချို့ကိုကြော်ချက်ချက်ထားတဲ့တက်တက်လိုဟင်းအကြီးလေးကဘသူများဝင်တဲပေးသွားတယ်လဲမသိဘူးဆိုပြီးမိဖို့ကိုပြန်ကြည့်တော့မိဖို့မှာမိမွေးထားတာရှိမနေပြန်ဘူး။အကြီးလေးအတော့ကိုအံ့ဩမိရတယ်။အဖြေကိုလည်းချာမရခဲ့ဘူး။နောက်များမှာတော့ဒီလိုဖြစ်ပျက်တွေကအင်းကားဆက်ချင်းရှိလာတဲ့အခါမှာတော့အကြီးလေးတို့လင်များဟာသူတို့သားမောင်ပုံတယောက် အိဆာတရားလူအင်ပြည့်နေပြီဆိုတဲ့အကြောင်းကိုရေးရေးမြင်မိလာတယ်။ဒီအတွက်ကို သူတို့စမ်းသပ်ကြည့်ပြန်တယ်။ဒီခါကျမောင်ပုံတရားကိုအမှန်တကယ်ကြီးလူအင်ပြည့်နေတာကိုသိလိုက်ကြရတယ်။ဒါနဲ့အကြီးလေးတို့ကလူသားတို့ပြပြီးမောင်ပုံကိုရွှေရင်ငွေတောင်းခိုင်းပါတယ်။မောင်ပုံကလည်းတောင်းပေးတယ်။ဒါပေမဲ့သူတို့ဘာရဲ့ဆန္ဒကိုတရားကူးတာမှုလို့လားမသိအကြောင်းကတော့ထုမလာခဲ့ပါဘူး။ဒါပေမဲ့မောင်ပုံကိုယ်တိုင်စိတ်ဆန္ဒကစီးပွားဖြစ်မဟုတ်ပဲဖြူဖြူစင်စင်နဲ့တောင်းဆိုတာတွေကတော့ဆက်လက်ဖြစ်ပုံနေသေးပဲပေါ့ ဒီကနေစတင်လို့မောင်ပုံကိုအိဆာတရားမောင်ပုံရဲလို့ရိုးရိုးရဲရဲသတ်မှတ်ခဲ့ကြတာပေါ့အခုနှစ်ပိုင်ကိုကျုပ်တို့နယ်ဘက်ကနွားခုတ်မှုတွေ ရှေ့ချုပ်လာတယ်။ဟိုရွာကတော့ဘသူနွားပါသွားပြန်ပြီဒီရွာကတော့ဘသူနွားပါသွားပြန်ပြီဆိုတဲ့သတင်းစကားတွေကကျုပ်တို့နားကိုနေ့စဉ်နေပါရောက်ရောက်လာနေတယ်။ကြားရတိုင်းလဲနွားနဲ့ဖက်ပြီးဖင်နယ်ချုံတပိတ်တာလောင်းဝင်မှစောက်ဝင်နေရေးဒီသုံးတန်းလုံလောက်ကြားရတဲ့ဘဝတူတောင်သူလယ်သမားတွေအတွက်စိတ်မကောင်းဖြစ်ကြရတယ်။ နွားတခုတွေကကျုပ်တို့နယ်ကခိုးတဲ့နွားတွေကိုချော့ပြလှပြီးတဘိုးကောင်းနေဆိုရင် တခြားနယ်ကနွားပွဲစည်းမှာတွားရောင်ချတက်ပြီးပုံမှန်နွားတာမန်နွားတွေဆိုရင်တော့ကိစ္စချင်းအောင်တားတက်အသားဖြက်ရောင်းကြတာလို့ဆိုကြတယ်ဒီလိုဆိုတော့ကျုပ်တို့မှလည်းအင်္ဂါချီးတဲ့နွားတချင်ကိုပါမတော်ရအောင်အသေးချာယူဆိုင်နေကြရတယ်ဒီလိုပဲနွားပိုက်ချင်းတိုင်းမှလည်းစိုးရိမ်စိတ်တွေအသီးသီးနဲ့ရှိနေကြရတယ်လေဒီတွေးတွေကကျုပ်နေလေပိုင်းအင်ချီကအပူခံအောင်လုပ်ထားတဲ့တက်ငယ်ကနေပြင်းထဲမှာ ရင်နွေးချမ်းတောင်ရင်ထိုင်တွေးနေရအခုတလောကျုံအမြဲတမ်းတွေးနေမိတာကဒီနွားတစ်ခုကိစ္စပဲအရင်ကဆိုရင်တော့အခုလိုနေလည်းပဲကနေဖြင်းတဲတဲထိုင်ပြီးပြီဆိုရင်တခြားအလို့အကြောင်းစီးပွားရေးအကြောင်းနဲ့လူမှုရေးအကြောင်းတွေကိုသာတွေးဖြစ်နေတာအခုတော့နွားတစ်ခုတွေပူနေတဲ့အတွက်ဒီအကြောင်းတွေကိုတွေးမိနေတာကိုကြည့်အောင်ပြီဟေးချန်ဝါကခေါ်တန်ကြောင်ကိုကြုတ်ကြည့်မိတော့ကျွားတောင်ပိုင်းကကျုပ်စီကိုအမြဲလာလေတက်တဲ့တာဘောတယောက် ေးတာပေါ်ဒါလေးကွာနေကပူနေတော့တာပေါ်ကခမောက်ကိုခိုက်အိုက်ဆောင်းထားတယ်ပုံမှန်လေးဒီချိန်ဆိုဒီပုံနဲ့ဒီကောင်လာနေကြပဲအခုလာရင်းကိုလည်းပုံမှန်လာချင်းရဲ့လို့ကြုတ်ထင်မိတာပေါ့တာပေါ်ကကြုံချီကတန်လျာမဝင်ထိုင်းလာတယ်ဒီနေ့လေသစ္စိန်တော်မှာကြဝိုင်းရှိရပြောတယ်မင်းမတော်ဘူးလားကျုပ်ကရင်နွေးပန်းကိုကံပီရင်မိမိလိုက်တယ်။တာဘောကခမောက်ကိုချို့ရင်နွေးပန်းကိုထဆွဲယူပြီးရင်နွေးငှဲ့တယ်။ပြီးတော့ကျုပ်ကိုကြည့်လာပြီး အစားတော့မလို့အခုတော့မတော်ဖြစ်လိုက်ပါဘူးပြန်ဟာကျောင်းဝင်ပြီကအဘာထူးလို့တင်းကုတ်ထဲကနွားဦးခိုကောင်တွေနေကင်းကြောင်တော်ကြီးဝင်ဆွဲသွားပြန်လို့ပြန်ဟေးကျောင်းမျက်လုံးတော်ပြူးသွားရတယ်အခုရင်းနွားတစ်ခုအကြောင်းကြုံတွေးနေတာအတွေးစာပြက်ခါရှိသေးတယ်လေအိမ်နောက်တင်းကုတ်ကနေနေကင်းကြီးကိုလဲလားဟုတ်တယ်ဗျာနေကင်းကြီးအပြင်တင်းကုတ်ထဲမှာအဘာထူးရဲ့မြေငတက်လဲအိမ်နေတာအဲ့ဒါကိုဘယ်ချိန်ဘလို့များဝင်ဆွဲသွားတယ်မသိပါဘူး ီကောင်လေးကတော်တော်အတင်းရဲလာပြီပဲကျုပ်မချိမခံသာရေးဥမိတယ်သူ့ပင်မဲ့ကျုပ်တို့အနေနဲ့လည်းလုံနိုင်တာတွေဖြစ်တဲ့ငွားတခုရဲ့ရံကနေလွတ်ဖို့ရာညဘက်ရွာရဲကင်းလှတာတွေတောင်လုပ်ခဲ့ကြတယ်ဒါတောင်ဒီကြားလေးကတချင်ပါသွားဖူးသေးတယ်အခုတော့နွားတခိုးတွေကနိလက်ဘက်ကြီးတောင်ခိုးယူလာခဲ့ပြီဒီဖြစ်ပြကြောင်းနိလက်ဘက်တောင်ကင်းလဲရမလို့ဖြစ်နေပြီပေါ့ဒါပေမဲ့လည်းဘာတက်နိုင်မှာတော့လုံးမဖြစ်မဲ့အရာဆိုတော့ရွာကဒုတိယကာလာသာကောင်းဖြစ်တဲ့ ြုတ်အကြံပြုတဲ့အတိုင်းနေ့လယ်ဘက်ပါကင်းလဲကြတော့တယ်။တင်သမားတို့ကမတင်ကားသူမှန်သမျှကိုလူစိမ့်မှန်သမျှကိုမေးမြန်းစစ်ဆေးကြတာပေါ့။နွားသခိုးတွေကရွာစဉ်လဲခုံးနေတာထင်ပါတယ်။နေရောညပါကင်းလှဲတာတလားပြည့်တော့မေး။အကြောင်းထူးမလားဘူး။ဒီတော့ကင်းသမားတွေလည်းတဖြည်းဖြည်းရော်ရဲလာကြတယ်။တရက်သားမနေ့အစောမှာကျုပ်လေတဲ့ကိုသွားပြီးပစ္စည်းတချို့တည်ယူဖို့ဖြစ်လာတယ်။ဒါကြောင့်ထမင်းကျန်စာရေဝါးတောက်ပြီးရင်ွေးဘူးလေးကိုယူလို့ကျုပ်လှဲကောက်လို့တင်းကုတ်ဘက်ကိုထွက်လာခဲ့တယ်။ ဟာတင်းအုပ်ထဲမှာကြုံသွားတဲ့ချင်းကတကောင်းမှရှိမနေတော့ဘူးကျောက်လွန်ပဲအားတင်းသွားရတယ်တင်းအုပ်စီမှာအင်းကလူတွေကိုစိတ်မချလို့ကျောက်ကိုယ်တိုင်အိတ်တာညတော်ကလည်းမနဲ့လင်းတဲ့အထိကျောက်ဝိတ်ခဲ့တာအိမ်ပေါ်တက်ချိန်ဆိုလို့မျက်နှာတစ်ပြီးသမင်းချမ်းတစားချိန်ပဲရှိသေးတယ်ဒီချိန်ခဏအတွင်းမှာပဲကြုံသွားတဲ့ချင်းကတခိုးလက်ပါသွားခဲ့တယ်ကျောက်လွန်ပဲဒေါသဖြစ်မိရတယ်ချက်ချင်းပဲတင်းကုန်နေရစီကတချေကိုယူလို့ချီယာခံပြီးလိုက်တော့ အိမ်နောက်ဘက် CEO ကနေရှိုးပြီးထွက်သွားတာကိုသိလိုက်ရတယ်။ကျုပ်လည်းဘယ်သူ့ကိုမှမခေါ်နိုင်ဘူး။ဒေါသဖြစ်ဖြစ်နဲ့ဓလုတ်ကိုကျင့်နေအောင်ဆုပ်ပြီးသခိုးနောက်ကိုလိုက်တာ။ရှေးအားရှေးခင်းတိုင်းလိုက်ရင်ရွာမြောက်ဘက်ထိပ်က ထန်တော်စီကိုရောက်လာတယ်။ထန်တော်ရဲ့အတိုင်းရှေးအားခင်းကြည့်ပြီးကျုပ်ထက်လိုက်လာလိုက်တယ်။ဟာရှေးအားဆုံးသွားပြီ။ထမ်းမေ၄၅ပင်ပြုံစုနေတဲ့နေရာကလေးစီမှာရှေးအားတွေကဆုံးသွားခဲ့ပြီ။ ကျောက်လေနီးဝင်းချင်းကိုလိုက်ကြည့်တော့လက်လက်ဆက်ဆက်ပါချထားတဲ့နှချေးပုံကိုတွေ့တယ်။ဒီအချိန်ပင်တော့မှလွန်မကြောင်းတက်သေးတော့ဒါဟာကြုံသွားရရဲ့ချေးပုံကလွယ်ပြီးဘာဖြစ်နိုင်ဦးမှာလဲ။ခဝေးမရောက်နိုင်ဘူးဆိုတဲ့အသည့်နဲ့နီးဝင်းချင်းကိုကြုံပြေးလွှာချမိတယ်။ဒါပေမဲ့လေအောက်ချီရှင်းနေတဲ့ထန်တော်ကြီးထဲမှာကျောက်သားတောင်ပြေးမြောက်ပြေးပြေးခဲ့ရတာကြုံသွားရကိုတော့အရေးအယောင်တော့မမြင်ခဲ့ရဘူး။တပတ်လောက်ထိကျောက်ထမင်းလည်းမစားနိုင်ရေလည်းမတောက်နိုင်ဖြစ်နေရတယ်။ကြုံသွားရကမျိုးကောင်းမျိုးတန်းလုံချောကြီးတွေဆိုတော့ ကျုံမာနေရှိသူရဲ့နှမျောတာတာနေမိရတယ်။အဲ့လိုတွေးမိတိုင်းကျုံမာဒေါသတွေလည်းထွက်လိုက်ရတာဗျာ။ဘယ်နွားကမှလည်းမကြည့်နိုင်ဘူး။မြင်မိရင်ကျုပ်ကောင်ကြီးကိုပဲသတိရနေမိရဲ့။ဒီကြားထဲမှာမှ ပြောအောင်မေးဒီလောက်ထိကျုပ်ကောင်တွေကိုတန်းတာနေမိပါလေဆိုမှမနေ့ကရွာထဲကိုစစ်ပေါ်လိတ်ထွက်ဝဲလမ်းမှာဥပုပ်ပြားရဲ့သားဖြစ်သူမောင်ဆိုးကြောင့်နဲ့နွားဆက်အောင်အုံးနဲ့တိုးလာသေးတယ်။နွားချင်းဥပုပ်ပြားကလည်းကျုပ်လိုပဲ၎င်းမှာကိုင်းတက်တဲ့သူ အရင်ကဆိုမောင်ဆိုးចောင်းတာကနွားမတွေလောက်ပဲခိုင်နွားကြီးတွေမပါတတ်ဘူးအခုတော့ဦးဖိုးပြရဲ့ခိုင်နွားကြီးနှစ်ကောင်ကအလုံးခွေနားထားတာမို့ထင်တယ်အိမ်မှာအစာကြောက်ကြီးပဲစားနေရလို့လုံးထည့်ကြမှာလေစိုးရဲထင်ပါရဲ့နောက်ထဲမှာထက်ပါလာခဲ့တယ်ဒါကိုမြင်တော့လေကျုံမှာအနာပြာထီမျိုးလုံးနဲ့စားဝင်တယ်လို့ပါပဲချက်ချင်းကိုပဲမျက်ရည်တွေတော့ယူဝိုင်းပြီးကျုံကောင်ကြီးတွေကိုသတိရလာမိတယ်ကျုံမောင်ဆိုးရဲ့နွားဦးကိုအမြန်ဆုံးဖြတ်တန်းပြီးအင်စီကိုတုတ်ချေတင်းမိခဲ့တယ် အင်ကိုရောက်တော့ကျုပ်အမေကမျက်နှာမကောင်းတဲ့ကျုပ်ကိုသတိထားမိပြီးမေးပါတယ်။ကျုပ်ကလည်းအမှန်တိုင်းပြောပြကြည့်တော့အမေက"အင်းတန်ရုံးစင်ဆိုတာကလေလူရဲတရိတ်ဆန်ရဲဆိုတာမရှိဘူး။နောက်ပြီးရင်တော့ဖျက်ဖို့ဆိုတာကအပူမီးတွေကြအတော်လေးအလောင်းခံရတာပါ။အင်းဖိုးပြတို့လည်းနော်။နွားတခိုးတွေကဒီလောက်တောင်တောင်းကျမ်းနေတာကိုတော့မောက်ဆိုးလေးကိုနွားချောင်းစင်နိုင်သေးရဲ့။သူ့မို့မဆိုးမယွန်း။"အိုးအမေရဲ့ဘာမှလည်းဆိုးမနေပဲဗျာ။" ်ဦးဖိုးပြားစီမှာနှလုံးမြုပ်တနေကြီးရှိတာကိုဗျအဲ့ဒီတနေ့ကြောက်လို့သူ့နှောင်းကိုဘယ်သူမှမထီရဲဘူးကျုံမေကိုပြန်ပြောလိုက်တယ်ကျုံပြောသလိုပဲဦးဖိုးပြားစီမှာမြို့ကဝင်းထောင်မင်းကိုယ်တိုင်ရှင်းပြပေးထားတဲ့နှလုံးမြုပ်တနေကြီးရှိရဲ့ရဲ့ကျုပ်တို့သားမီပြောလို့တော့မဆုံးသေးပါဘူးအင်းရှိကနေဦးဖိုးပြားကြီးတယောက်နှလုံးမြုပ်ကြီးထမ်းပြီးသူ့နှောင်းနောက်ကိုလိုက်သွားလေတယ်ကျောင်းဆိုရင်ဟိုမှာနောင်အောင်တော်ကိုလိုက်သွားပါပြီဗျာကျုပ်ကပြောလိုက်တော့အမေကရေတယ် ပြီးတော့နေ့လယ်စာအတွက်ထမင်းချက်ဖို့မိဖို့စီကိုပြန်ဝင်သွားတယ်။ကျုပ်လဲတနေကုန်ကျောက်ကောင်တွေကိုသတိရနေမိတယ်။ဒါပေမဲ့မလုံးမဖြစ်အလုပ်တွေကိုတော့ထပ်လုပ်ရတာပေါ့။ဒီလိုနဲ့ညနေဆောင်ချိန်ကျတော့ရွာထဲမှာအော်ကြီးဟစ်ကျဲဆဲဆူတန်ကိုကြားရတယ်။ကျုပ်ကလည်းနည်းနည်းတော့ဆဆူတက်တယ်လေ။ပြီးတော့ကျုပ်ကရွာမှာဒုတိယကာလသားကောင် နာရီးတာရီးလူငယ်ကောင်းဆောင်ဆိုတော့လေပါတင်ပါရတာမျိုးတွေလည်းရှိတတ်တယ်လေ။ကျုပ်လမ်းပေါ်ထွက်ကြည့်တော့ဥဖိုးပြားတို့အသားဖသူတို့နောက်ကြီးနေတူ ရွာထဲပြန်ဝင်လာကြရင်အဖေဖြစ်သူကသားဖြစ်သူကိုဆဲဆုပ်လာတာရဲ့ကျုပ်လည်းဘာဖြစ်တာလဲဆိုတာသိချင်စိမ့်နဲ့စောင့်နေရင်နွားကိုအမှတ်မထင်ကြည့်မိတော့ဥဖိုပြတသားသားလှုပ်ထားတဲ့နွားကြီးနှစ်ကောင်ကနွားအုပ်ထဲမှာပြန်ပါမလာတော့ဘူးရဲ့ဖွေးမသာဒီလောက်လူဆောင်ပြီးနေတာတော့ဘယ်ချိန်ဝင်ခွန်းတော့တယ်မသိဘူးလူယုံမှသားတွေဒင်းတော့ငါးလက်နဲ့တတ်ပြမယ်ဥဖိုပြကအော်ဟေဆဲလာတာငဆိုးကတော့နဘေးကခက်ယူယူလေးပါပဲ သူတို့သားဖကျုံနားကိုရောက်လာတော့ဥဖိုးပြားကကျုံနားမှာချေဆုံရက်လိုက်ပြီးဟေးအောင်ဖေးမင်းကောင်တွေလိုပဲငါးကောင်တွေလည်းပါသွားပြီကွာဒီနွားတခိုးတွေကိုငါးလက်နဲ့တက်ပြပါဦးမယ်ကွာစိတ်ဒေါသကိုဖြစ်တယ်လို့လူရင်ဖွင့်တယ်လို့လူအတိပေးတယ်လို့လူပြောပြတာနဲ့ကျုပ်တောင်ပြန်ပြောချိန်မရလိုက်ဘူးဥဖိုးပြားကဆက်ပြီးတော့လှက်ထွက်သွားတော့တယ်ဥဖိုးပြားစကားကြောင့်ထင်တယ်ကျုပ်စိတ်ထဲမှာလည်းကျုံနားနှစ်ကောင်ပြင်ဥဖိုးပြားရဲ့နွားချိုးကြီးတွေကိုမှထပ်ပြီးခိုးယူသွားတဲ့နွားတခိုးတွေကို ကဘာမကြည့်ဘူးကြလေကျုံမာမိခဲ့တယ်ဒီနေ့တော့တဖက်ရွာကအလှကိုသွားမှာမို့ကျုံမာလေးမနယ်လင်းကလေးကနွားရီအကြောင်းကိုတွင်းနေချိန်မရခဲ့ဘူးအဝေစားတဲ့ပစိုးတဲ့ဖနှက်တဲ့ကိုစီးပြီးကျုပ်စပင်တွေစီလူဖီလိန်လိုအင်ကနေထွက်ပြီးလဲကျုံလိုက်စီရမယ်ကိုရွှေတို့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်ကျုပ်ဘားကြောင့်လဲကျုံနဲ့လည်းရောက်တယ်လေဆိုတော့ကျုံမာလဲကောက်စီရနွားမှမရှိတော့တာတဲ့ရင်ကြီးပဲကျန်တော့ဘူးဒါကြောင့်သူများလဲနဲ့လိုက်ရတာရဲ့ ကျောက်ကိုရွှေတိုးနဲ့တစ်ဖက်ရွာလူကိုရောက်ခဲ့ရတယ်။အလှပွဲတိုးပြီးတော့လည်းချက်ချင်းမပြတ်ဖြစ်ဘူးလေ။သူတို့တိုးပြရတယ်လေဆိုတာကဒီလိုမျိုးတာရင်နာရေးရှိမှသာလူဆုံတက်ဆုံတာဆိုတော့ကြုံလုံးကြုံခိုင်နေကမိတ်ဆွေတွေဆွေမျိုးတွေနဲ့အလာပါတလာပါပြောကြတာအချိန်တွေကုံမှန်းအောင်မသိဘူးလေ။ကျောက်လဲအလှကရက်ခန္ဓာကိုစားတော့ပြီးတော့ဝိုင်းကမထနိုင်သေးပေစကားစမြည်ပြောဖြစ်နေတာကြောင့်ရွာကိုပြန်ချိန်မှမွန်းလွဲနေပြီ။လဲကကိုရှိတို့အိမ်ဝိုင်းစီကိုဝင်တော့ကျောက်ဝိုင်းထဲကိုမလိုက်ပဲ အဝင်အဝမှာခုံဆင်းလိုက်မိတယ်။ပြီးတော့အိမ်ဘက်ကိုတန်းပြန်လာလိုက်တော့လမ်းမှာလူသူရှင်းလင်းနေတာကိုသတိထားမိလိုက်တယ်။ဒီပုံစိုးရွာထဲမှာတခູ່တော့ထူးနေပြီဆိုတာကြုံသိလိုက်ရတယ်။ဒါနဲ့မေးမြန်းဖို့လူကြည်ရင်ဆက်ချောက်လာတော့လမ်းစုံတစ်ခုကနေနှလုံးပြူတနက်ကြီးကိုကင်ပြီးဒေါသကြီးထွက်လာတဲ့ဥဖိုပြားနဲ့ထိတ်တိုက်ဆုံးတယ်။ဟေးအောင်ဖေထိုကောင်တွေကိုမိပြီလေကွာ။လာတွားကြည့်ရအောင်။ဥဖိုပြားကကျုပ်တို့ကိုတွေ့တော့ရှင်းလန်းတွေရပ်ပြီးပြောလာတယ်။ သူတွေလေဦးလေးပြရ။ကျုပ်ကနားမလည်နိုင်ပဲမီတော့ဦးဖိုးပြကသူ့မူတိုင်းဘော့ဆက်ဆက်နေ။ဟာဘယ်ကောင်လေးရမလဲ။ဟိုနော်တခုကောင်လေးပေါ့ကွာ။ယာဒီကောင်လေးကိုမိသွားပြီသား။ဟေးမင်းမသိဘူးလား။ဟုတ်တယ်ကျုပ်မနဲ့ဆိုးကလေးကကုန်းကြီးရွာလူကိုတွားလိုက်တာ။အခုမှပြန်ရောက်တယ်။ဘာရီဖြစ်နေလဲဆိုတာကျုပ်ဖြစ်ဘာမှမသိရသေးဘူး။အင်းခတ်တာပဲ။လုံးပေါင်ဗျာဘဲကဘယ်လိုများမိသွားရတာလဲ။ လောလောဆယ်တော့ငါဒါရီရှင်းပြနေဖို့မအားဘူးဒီကောင်တွေကိုတတ်ချင်တာပဲငါသိတယ်ကဲမင်းလိုက်ရှင်လဲလိုက်ခဲ့မလိုက်ရှင်လဲနေဥပိုးပြားကကျုပ်ကိုစိတ်မချတော့တဲ့ပုံနဲ့အနားကနေလှန့်ထွက်သွားပြီကျုပ်လည်းဘယ်နေတာမလို့ချက်ချင်းပဲဥပိုးပြားရဲ့အနောက်ကနေအပြေးတစ်ပိုင်းလိုက်ခဲ့မိတာပေါ့ဂျွာကလူတွေအားလုံးတကြီးရင်စီမှာစူးဝေးနေကြတယ်ဒါကြောင့်လေကျုပ်ပြန်လာတော့ဂျွာရဲ့လူမတွေ့တာရဲ့နောက်တစ်ခုက၄ယောက်၄ယောက်ကိုနှစ်ယောက်စီခွဲပြီးထိတ်တုံးတစ်ခုမှာ မျက်နှာချင်းဆိုင်ထားလို့မျှကပ်ထားလိမ့်ရဲ့အဲ့ဒီထဲကတယောက်ကတော့ပုံစံကနည်းနည်းထူးထူးလိုပဲအညိုးရောင်ညစ်ထစ်တဲ့အဝေးစားကိုအထက်အောက်ဝစ်ဆင်ထားပြီးပုံစံကအောင်လန်းဆရာလိုလိုဘာလိုလိုနေရဲ့ကဲအခိုးရီဒီနေမှာမင်းတို့လှုပ်ရှားနေတာတနေ့လုံးလဲနေမေးရညမေးရနေသူဘာဖြစ်စီကိုမှအပူစာဖြစ်စားသုံးတဲ့ကောင်တွေမင်းတို့အခုတော့မြဲ့ဘူးမိကြပြီးပေါ့ကွာဥပိုးပြားကဒေါသတန်ကြီးနဲ့အန်ချိန်ပြောလို့တနက်နဲ့ချိန်ထားတာရဲ့ ဒါနဲ့အဖိုးဖျားကိုတကြီးနဲ့ကြောက်ပါဝင်အားလုံးမဖြစ်တင်တာမဖြစ်ဘူးဝမ်းပျော်ထားကြရတယ်။နော်တကိုးတွေကတော့ရုပ်တည်ကြီးတွေနဲ့ကြောက်ရုပ်ကြီးတွေလိုငူတူတူကြီးတွေထိုင်နေကြတာ။ကျုပ်တို့ဝိုင်းဝန်းပြောတော့အဖိုးဖျားတနက်ကိုပြန်ရုပ်တယ်။ဒါပေမဲ့ဒေါ်သားကတော့အချိန်မတည်သေးတာမို့အနီးကတယောက်ရဲ့ခေါင်းကိုလက်သီးနဲ့ထိုးချတယ်။ကျုပ်တို့လည်းဆွဲထားပြန်တာပေါ့။အဖိုးဖျားထိုးချလိုက်တာကြောင့်ငူကြီးထိုင်နေတဲ့နော်တကိုးတရားကိုလဲကျသွားတယ်။အဲ့ဒီအတိုင်းကြီးပြန်ထမလာဘူး။ကြည်ဒီကောင်းလေးမပြောဘူး။ ဘလို့ဖြစ်တာလဲဖမ်းမိတာကရောဘလို့လဲဗျကျုပ်တရီထားမိတာကိုကျုပ်လည်းတမ်းမေးမိတာပဲဒီတော့မှတကြီးကအေးအောင်ဖေဒီနွားတခုတွေကိုဘသူကဖမ်းပေးတယ်ထင်တော့ကျုပ်မသိဘူးလေဘသူကဖမ်းတာတော့ကင်းသမားတွေလားဟိုဘဲကတော့ကွာမောင်ပုံကွာမောင်ပုံမင်းတို့ခေါ်ခေါ်နေကြတဲ့အိဆာတရားမောင်ပုံရဲ့ကွာကျုပ်လည်းအလွန်ပဲစိတ်ဝင်စားမိသွားရတယ်ကျုပ်လိုတန်တမာမာလူတော် လလုတ်ကင်ပြီးလိုက်တာတောင်လွတ်သွားတဲ့နော်တခုတွေမောင်ပုံနဲ့ကြမအဘဲကဘလို့မိရတယ်မသိဘူးအခုလောစေတော့တကြီးကဖန်ထားတဲ့နော်တခုကိစ္စကိုသက်ဆိုင်ရာစီဆက်ပြီးပို့ဖို့စီစဉ်နေတာကြောင့်ကျုပ်သိချင်းစိတ်ကိုမျိုးသိမ့်လိုက်တယ်ဒီကိစ္စတွေအရင်တော့တီးရတဲ့သူကိုမေးရမယ်ပေါ့မောင်ပုံလာပြောလို့ဒီကောင်တွေကိုတုတ်တန်ကုန်းမှာမျက်စိကန်းတဲ့သူတွေလိုစန်တဝါဝါတွားနေတာကိုကင်းဖွဲကတွားတွေ့ပြီးတော့ဖန်လာတာသူတို့နဲ့အတူခိုးယူလာတဲ့နွားလေးကောင်လေးတက်တည်ပါလာတယ် ကျုပ်တို့ညာဘက်ကနွားတခိုးတွေကိုကင်းဆောင်ရင်စကားစမြည်ပြောနေကြရင်ကာလာသားကောင်းကိုအုံကြီးကဖမ်းမိတဲ့ဖြစ်စဉ်ကိုပြောရရဲ့ဘလူကြီးတွေတုံးဗျနားမလဲတဲ့ကာလာသားငယ်တယောက်ကမေးတာပါအေးဘလူလဲဆိုတော့အမောင်ထဲမှာဆန်တော်ဝါဝါတွားနေတဲ့သူတွေလိုဖြစ်နေတာဟိုကောင်အညိုဝစ်ထားတဲ့ကောင်ဆိုလေးဘက်ကုန်းကြီးနေကွာအဲ့ဒါနဲ့ငါတို့လည်းအသာလေးပဲဖမ်းလာကြတာဒီရောက်တော့အခုလိုပဲထားလိုက်တာပေါ့မနေ့ကျရင်တော့သက်ဆိုင်ရာကိုသတင်းပို့ပြီးဒီကောင်လေးကိုမြို့ကပ်ကိုပို့ရမယ် အနည်းဆုံးတော့ထောင်ထဲ၅နှစ်လောက်ကြာမယ်ထင်တယ်။ကိုအောင်ကြီးကပဲပြောတာကျုပ်ကဒါနဲ့မောင်ပုံကဘလို့ပြောတာလဲကိုကြီးကဘလို့လာပြောရမလဲအောင်ဖေနွားတခုတွေရွာပြင်တုတ်တမှာသွားဖမ်းချီလို့ပဲပြောတော့တာပြီးတော့သူကနွားတွေတင်ပြီးပြန်ချသွားတာပဲကျုပ်အတွက်တော့လမ်းစားကပြောက်ရပြီးစသည့်ဂျင်နာတွေမောင်ပုံကိုသွားမေးလို့လဲရနိုင်မယ်မထင်ဒီတော့ကြုံမေးစရာကိုတိုင်းကြုံခဲ့တဲ့နွားတခုတွေသာရှိတော့တယ်မနဲ့ပြန်ဂက်စီကိုပုံမှားဆိုတော့ ကျုပ်သိလိုတဲ့အကြောင်းတွေကိုမေးနိုင်ဖို့ဒီညကိုပဲနွားတခုတွေသတိရပါစီလို့ကျုပ်စူတောင်းနေမိတော့တာပေါ့ကျုပ်စူတောင်းပြေးခဲ့ပါတယ်မနေ့ဝေလီဝင်လေးလောက်မှနွားတခုတွေပုံမှန်သတိပြန်ကပ်လာတယ်သူတို့ကိုသူတို့ကြည့်ပြီးအလုံးမင်းအားသိနေကြတယ်အညိုရောင်ဝှထားတဲ့သူကိုလည်းကျန်တဲ့၃ယောက်ကအထိတ်တလန့်နဲ့ဝိုင်းဝန်းပြီးဆရာပေါ့ဘလို့ဖြစ်တာလဲလှုပ်လှုပ်ပါဦးဆရာပေါ့လှုပ်ပါဦးကျုပ်တို့ဘဲကဘလို့ဖမ်းမိ ဝိုင်းဝန်းပြောကြပေမယ့်ဆရာပေါင်းဆိုတဲ့လူကခေါင်းကိုရမ်းခါတယ်။ငါတို့အမှားတကွက်ထိလိုက်တာနဲ့အကုန်ရေစုံမျောသွားပြီ။ငါဘာမှမတတ်နိုင်တော့ဘူး။သူတို့အကူရတဲ့သူစီကစကားကိုကြားတော့ကျန်တဲ့နွားသခိုးတွေခေါင်းဝိုက်ဆိုင်ကြပြီးငင်ကုန်ကြပြီ။ကျုပ်လည်းသူတို့အချိန်ကိုကြည့်ပြီးသိကျင်တာကိုမေးမြန်းဖို့ကကတဲကိုပို့တဲ့လမ်းကြမှာမိမဲ့လို့သာတွေ့ထားလိုက်ရပါတော့တယ်။ဒီလိုနဲ့နောက်တနေ့မနေ့ဆိုကတဲကအဖွဲ့တွေရောက်လာတယ်။နောက်တော့စင်မေးစရာရှိတာတွေစင်မေးတက်တေတွေခြောက်ပွေကြတယ်။ ုပ်တို့နွားတွေလည်းပြန်ရခဲ့ပါတယ်။အားလုံးပြီးတဲ့နောက်မှာတော့နွားတခုတွေကိုတယောက်လဲစည်းစည်းတင်ပြီးကာလာသားတွေဝင်ရလို့ဂက်တဲစီကိုပို့ကြတယ်။ဒီတော့မှအခွင့်ကိုစောင့်နေတဲ့ကျုပ်လည်းကျုပ်တို့လဲပုံမှာပါလာတဲ့ကုန်းကြိုက်တက်တဲ့နွားတခုကိုစီုံပြီးသိကျင်မိတဲ့အကြောင်းစုံကိုမေးမြန်းမိတော့တာပေါ့။ကျုပ်နဲ့မိကလှကြတယ်။ကျုပ်ကထောင်ထဲကိုခုမှုနဲ့သုံးချိန်တော့ရောက်ပူခဲ့တယ်။နောက်ဆုံးအချိန်ဝင်တော့ကျုပ်တို့တူရစုကြရင်ဆရာပေါင်းနဲ့ဆုံးခဲ့တယ်။ဆရာပေါင်းကပညာရာနဲ့နေတဲ့သူ ပြောရရင်တော့သူလည်းတခုတယောက်ပါပဲ။ဒါပေမဲ့စိုးရမို့တမျိုးအောင်ထားတယ်လို့သိရတယ်။သိထားတဲ့အတိုင်းလေတခါကထောင်ဝါတာစီကလက်စုပ်ကိုခိုးတာ။အခန်းထဲပိတ်လောင်ခံထားပါရင်နဲ့ထောင်ပိုင်ကြီးရိတ်စီကိုဝင်ဖောက်ထွင်းပြတာ။စရာတွေမျိုးဆရာပေါင်းဘက်ကပညာပြရာတွေကိုကျုပ်တို့လက်တွေ့မြင်ကြရတယ်။ကျုပ်တို့ဆရာတင်မိကြရတယ်။ဒီလိုနဲ့ကျုပ်တို့အားလုံးထောင်ကားလို့ရင်ဆရာပေါင်းနဲ့ပေါင်းစုပြီးလုံးလုံးကြောက်ဖို့ဖြစ်လာတယ်။ကျုပ်ရဲ့မောင်တန်းရဲ့ခေါင်းကြီးရဲ့အရင်ဆုံးထောင်ကားလို့ကြတယ် ကျုပ်တို့မထွက်ခင်မှာဆရာပေါင်းကသူ့ပြင်မရောက်ခင်နောက်တစ်ချိန်ထောင်ကိုပြန်ဝင်ပြီးမလာဘူးမှာလေကျုပ်တို့အပြင်ရောက်ပြီးတစ်နှစ်လောက်ကြာဆရာပေါင်းလည်းထွက်လာခဲ့တယ်ကျုပ်တို့ပေါင်းစည်းခဲ့ကြရတယ်ဆရာပေါင်းကကျုပ်တို့ထဲမှာခေါင်းဆောင်ဆရာပေါင်းကအရင်ကနွားခိုးတဲ့အလုပ်ကိုလုပ်တယ်လို့ပြောဖူးတယ်မြုံမြုံမြဲ့မြဲ့ရတဲ့အလုပ်တဲ့ဒါကြောင့်အခုလေအဲ့ဒီအလုပ်ကိုပဲဆက်လုပ်မယ်တဲ့ကျုပ်တို့လည်းဆရာပေါင်းရဲ့ဥဆောင်မူလန်အတိုင်းကျုပ်တို့ထဲကခေါင်းကြီးရဲ့ဇာတိဖြစ်တဲ့ဒီနယ်မှာလာကြစားကြတော့တာပေါ့ ဆရာပေါင်းကတပွဲတို့စင်းမဲ့တိတ်ကောင်းတယ်တုတ်တို့နွားခိုးမဲ့ဆိုရင်ဆရာပေါင်းကတပွဲတို့စင်းမဲ့နဲ့အရင်ဆုံးမမ်းမှုတ်စီရင်ပေးတယ်ပထမဆုံးနွားခိုးတို့ကဆိုနွားကြောင်သားကနွားနာမှာတုတ်တို့ရက်နေတာကိုတော့မမြင်နိုင်ဘူးတုတ်တို့လွယ်လွယ်ကူပဲခိုးယူနိုင်ခဲ့ကြတယ်ဆရာပေါင်းကိုလည်းပုံပြီးအထင်ကြီးမိတယ်လို့တုတ်တို့ကိုယ်တိုင်လည်းယုံကြည်ချက်တွေတိုးရတာပေါ့ဒါနဲ့နောက်ပိုင်းတွေမှာတော့တုတ်တို့တွေနွားတွေကိုရဲတင်းနေပဲခိုးကြတယ်တုတ်တို့ကအန်ရီယယ်ကိုပူပင်စရာမရှိတော့နွားခိုးရမှာလေ ချောပိညုံပိတွေကိုပဲရွေးပြီးတော့ခိုးကြတယ်။ဘောတကူအလှကြံကပြောတာ ကြားလာတော့အကောင်လေးခြောက်လာတယ်ထင်ပါရဲ့။စကားကိုရက်တက်လိုက်တယ်။ကျုပ်လည်းသူ့ကိုအလိုက်တိတိပဲရေဘူးကမ်းပိလိုက်တော့ရေးတော့တယ်။ကွန်းတရာကျုပ်ကထက်ခံပိလိုက်တယ်။ကိုရောက်ကိုဝါပြီးတော့လှကြံကကောင်းပြီ။ခမားတို့နွားကိုခိုးလုံးသွားဆိုခမားအိတ်နေတော့အိတ်ရနေပေးမှကျုပ်တို့ရှိနေတယ်။ခမားအိတ်ရကမနှိုးခင်မြားနုမြားနုနဲ့ခမားအိမ်မက်တောင်ရောင်းနေသေးတယ်။ကျုပ်တို့တောင်တပေးကနေရင်းမိကြတယ်။ ို့အမေရိကတောင်ပြုံးမရေဗျာသကြိုင်ကဆက်ပြောတယ်အစားခမားမနူးခင်နွားဆွဲပြီးထွက်မလို့ပဲဒါပေမဲ့ခမားအေးရကနိုးလာတယ်ပြီးတော့ခမားအိမ်ဘက်ကိုထွက်သွားပြီးမျက်နှာတိပါတိလုံးနေတော့ကျုပ်တို့ထွက်ခဲ့ကြတာနောက်ဆိုခမားတို့ရှိနေပါရင်လည်းကျုပ်ကမမြင်ရတာပေါ့ဟုတ်လားဟုတ်ပါဗျာကျုပ်အတော်အံ့ဩသွားရတယ်ဘယ်နဲ့ဗျာတပွဲလို့စင်းမဲဆိုတာအဲ့လောက်တော့ဆွမ်းလာတယ်လားကျုံတို့ဘေးမှာလူ၃ယောက်ရှိနေတာကိုတော့ကျုပ်ကမမြင်နိုင်ဘူးတဲ့လေ ။ဒါနဲ့ကိုအောင်ဖေကျုပ်ကိုဆက်စုရတော့မထင်ပါနဲ့ဗျာ။ညာတို့ဆိုတာကခမောင်မိမလား။တကြိုင်ကမေးလာတော့ကျုပ်ကောင်းကိုရမ်းပြလိုက်တယ်။ဘဲကတာဗျာကျုပ်ကလူပြိုကြီးဗျာ။ညာတို့ဆိုတာတစ်ဖက်ထိန်ပင်ရွာကကျုပ်တစ်ဖက်သက်ရှိနေရတဲ့ကိုနောင်ကိုင်မလေးဗျာ။ကျုပ်စကားကြောင့်လှကြိုင်ကထရည်တယ်။အော်မသိပါဘူးဗျာ။ကျုပ်ကခမောင်ရဲ့မိမထင်းနေတာ။ကျုပ်ပြုံးလိုက်မိတယ်။ ုပ်စိတ်တွေလှကြံပြောတာဖြစ်ပါစေရဲ့လို့ချိန်ပြီးတော့စူတောင်းမိပါရဲ့ကဲကိုလှကြံကျုပ်စမေးပြစီဟုတ်ဟုတ်ကဲ့ကျုပ်ထန်တော်ရဲ့အထိရောက်တယ်ဗျာခမရတို့ကိုရောနွားရည်ရဲ့အရေးအယောင်ကိုပါမမြင်ရတော့ဘူးအဲ့ဒါကခမရရဲ့နဘေးကထမ်းပြင်အောင်မှကျုပ်တို့ရှိနေပါလေဗျာနွားရည်ကိုလည်းဆရာပေါင်းကရေမန်းနဲ့ပတ်ထားတာဆိုတော့ခမရမမြင်နိုင်ခဲ့တာပါကျုံနွားတွေကိုမတွေ့ရခြင်းရဲ့အဖြစ်ကိုတော့တီးသွားရပြီ။ဒါပေမဲ့မောင်ပုံအချောင်းကိုတော့ကျုံမသိရသေးဘူး။ ။ဒါနဲ့ခမားတို့ကကိုပြောက်နေပြီးတော့အခုဖမ်းခံရတာကြတော့ဘလို့ဖြစ်တာလဲ။ကျုပ်တို့ကလှုပ်ရှားတာတရင်ကြီးလာတော့အခုနောက်ပိုင်းမှာနွားတွေကိုရောင်းချဖို့ကခက်လာတယ်။ဝယ်သူကခိုးလားပါလားနောက်နွားရှင်တွေကနွားပွဲစီအထိဆင်းလာချကြတော့ကျုပ်တို့တစ်ခေါက်ခိုးတစ်ခေါက်ရောက်လောက်ရတာကအဆင်ပြေတော့ဘူး။ဒါကြောင့်နွားတွေကိုအရင်ဆုံးခိုးထားပြီးစူးထားတယ်။နောက်မှကျုပ်တို့လေးယောက်အစုခွဲပြီးတခြားမျိုးတွေကနွားပွဲစီတွေမှာတွားရောက်နေ။အခုလဲကျုပ်တို့ခိုးထားတဲ့နွားရည်တွေကပြည့်လူနေပြီ။ အချင်းလောက်ပဲလိုးတော့တယ်။အဲ့ဒီကကျုပ်တို့ခိုးရမယ့်နွားဦးချားနေတော့တုတ်တန်သားမှနွားတို့တွေ့တယ်။နွားဦးထဲမှာကျုပ်တို့လိုချင်တဲ့ခိုင်းနွားတစ်ရှင်းပါလာလေတယ်။ဒါနဲ့ပဲကျုပ်တို့လူရိပ်လူရှည်ကြည့်ရင်ဇရက်ပေါ်တက်တော့ဇရက်ထဲမှာထိုင်နေတဲ့နွားចောင်းသားကိုမြင်ရတယ်။စကားစမြည်စကြည့်တော့နွားចောင်းသားကကြက်ပြေပုံပေါ်ဘူး။ဒါကြောင့်ကျုပ်တို့ကဆရာပေါင်းကိုဒီဒီခါတော့တပွဲတော့စိတ်မလိုတော့ဘူး။နွားចောင်းသားကိုတစ်ခုကြွေပြီးချော့မော့ဆွဲသွားမယ်လို့ပြောကြတယ်။ဆရာပေါင်းကလည်းသဘောတူတော့ ကျုပ်တို့ဝေလာတဲ့မယွေးနေနေကိုနွားချောင်းသားကိုကြွေးတယ်။ပြီးတော့ထစားချင်ရင်ဟိုဘန်သားကတစ်ပင်မှာချိန်ထားတယ်ဆိုတော့နွားချောင်းသားကဆင်းသွားပြီးသွားဖြုတ်နေတော့ကျုပ်တို့လေးအောင်နွားကိုဆွဲပြီးတုတ်တန့်စီကအထွက်မှာရုတ်တရက်ကြီးပဝင်းကြီးတစ်ခုလုံးအမောင်တိကြားသွားတော့တာပဲ။ဆရာပေါင်းကလည်းဘာဖြစ်မှန်းမသိဘူး။ကျုပ်တို့လည်းအမောင်လေးလမ်းနေပျောက်ပြီးဆန်တဝါဝါသွားနေကြတော့မှရွာသားတွေဖမ်းတာကိုခံလိုက်ကြတော့တာပါပဲ။ဒါပေမဲ့ရွာသားတွေဖမ်းတာကိုပဲတီးကြတာကျုပ်တို့ပဝင်းကြီးကမှောင်ပိတ်နေတော့ပဲ။ မနေ့လေးမှပဲကျုပ်တို့မျက်လုံးတွေကပြင်မြင်ကြရတော့တယ်။တားကြိုင်စကားကြောင့်ကျုပ်တို့ထပ်ပြီးစဉ်းစားရတယ်။ကျုပ်တွင်းနေမိလေတယ်။မောင်ပုံတရားကိုသူ့နွားတွေကိုမလိန်တစ်ပတ်နဲ့ခိုးယူတဲ့နွားတစ်ခုရဲ့လက်ကွက်ကိုသူကိုယ်တိုင်ရိမ့်မိသိရှိပြီးအခုလို တုတ်ပြန်လိုက်လေတာလား။ဒါမှမဟုတ်သူ့ကိုဆောင်းချောက်တဲ့ဆောင်းချောက်တွေကပဲသူ့လိုလိုတုတ်ပြန်လေတာလား။တကယ်လို့သာဆရာပေါင်းနဲ့လှကြိုင်လို့အားလုံးတပွဲလို့စင်းမန်းကိုတုံးထားမဲ့ဆိုရင်ရောဘာတွေဖြစ်ကုန်နိုင်သလဲ။အဖြေကိုကျုပ်ဆက်သိကြည့်မိတယ်။ ။ဒါပေမဲ့လည်းအဖြစ်ပြက်ကတော့ဒီရင်ပြီးပြီလေ။ဓမ္မအနိယာမအရာဖြစ်ပြီးရင်ပြက်ဆိုတဲ့အဟောလိုပဲ။ဖြစ်ပြီးရင်ပြက်ရူးထုံးစံဆိုတာရှိရပေမယ့်။အခုဖြစ်ပြက်ခဲ့တာဒီမှာတုံးတဲ့အတူနွားခိုးခံရသူတိုင်းတို့ပျက်စီးဆုံးရှုံးမှုမရှိသလောက်နေခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့နွားသခိုးတွေကနွားတွေကိုစုဆောင်းနေစေဖြစ်တာကြောင့်သက်ဆိုင်ရာကတသက်ခံမှတ်တမ်းတွေယူပြီးရတဲ့အတွက်သူတို့စုထားတဲ့နွားစီကနေကျောက်တို့ရဲ့နွားတွေကိုပြန်ရခဲ့ကြလိမ့်ပြီးကျောက်တော့ဝမ်းတာမိပါတယ်။ဘာကြောင့်မဲဆိုဆိုဒါတွေကလည်း မောင်ပုံကျေးဇူးကြောင့်ပဲမဟုတ်လားကျောက်ကားတော့လေကတဲကိုသွားနေတဲ့လှဲကြီးပေါ်ကနေထိုင်လိုက်ရင်ရင်ထဲကနေမောင်ပုံကိုကျေးဇူးရှင်ကြီးကျေးဇူးရှင်ကြီးရဲ့လို့အချင်းချင်းခေါ်နေမိတော့တာပေါ့ဗျာဟုတ်ကဲ့ဇလန်ကလေးကတော့ဒီမှာနေပဲပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာကျွန်တော်ကတော့ပြောပြတင်ဆက်သူဖြစ်ပုံးကပဲဖြစ်ပါတယ်အားလုံးပဲစိတ်ရှင်သာခြင်းကိုကြီးကျမ်းပါခြင်းနှစ်ဖြာသောသူခါလို့နေပြည့်စုံနိုင်ကြပါစေခင်ဗျာ